Miss Universe 2025ပြိုင်ပွဲမှာအားလုံးရဲ့အသက်ကိုဖန်ဆားသွားတယ်ပေါ့နော် Winner Titan နဲ့တကယ့်ကို Titan ဗိမက် Fourth Runner App အဆင့်ပဲရရှိခဲ့တဲ့ဒီ Cote d'Ivoire အလှမယ်ဟာသူရရှိထားတဲ့တိုက်တဲ့အားလုံးကနေဒီနှစ်ထုတ်နှုတ်ထွက်ကြောင်းကိုအခုသူ့ရဲ့ဒီ Miss Cote d'Ivoire Committee ကတရားဝင်ထုတ်ပြန်ကြေညာတယ်ပေါ့နော်ထုတ်ပြန်ကြေညာချက်အပြည့်စုံကကြတော့ဒီ Miss Cote d'Ivoire Committee ဒီ November 21 ဗန်ကောက်မြို့တွင်ကျင်းပပြီးစီးခဲ့သော84ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှရွေးချယ်ခန့်အပ်ခံရသော စုများအလုံးမှနှုတ်ထွက်ပါကြောင်း Miss Universe အဖွဲ့အစည်းသို့တရားဝင်အကြောင်းကြားထားပြီးဖြစ်ပါသည်။ Olivia Reis သည်ယနေ့2020ဒီ2025 November 24ရက်နေ့တွင် သူမအားခန့်အပ်ထားသော Miss Universe Africa and Oceania စုအားလည်းပြန်လည်ပြအပ်ခဲ့ပြီးဖြစ်ပါသည်။ယခုဆုံးဖြတ်ချက်များနဲ့ဆောင်ရွက်ချက်များကို November 24 ဝင်ဘာ24ရက်ဘန်ကောက်မြို့၌ချမှတ်၍တရားဝင်ဆောင်ရွက်ချက်များအားလည်းပြုလုပ်ပြီးဖြစ်ပါသည်ဆိုပြီးတော့သူတို့တရားဝင်အကြောင်းကြားလာတယ်ပေါ့နော်ဆိုရှယ်မီဒီယာမှာ